ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Mon Fighter ပုံညာဆိုင်တယောက် UFC ကိုရောက်ရှိလာတော့မှလားဆိုတဲ့သုံးသပ်ချက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာပြည်ပေါ် Mon Fighter ပုံညာဆိုင်ကိုပရိသတ်အားလုံးသိကြမှာပါပုံညာဆိုင်ရာ MMA record အပြင်9ပွဲထိုးသက်ထားပြီးဒီပွဲမှာရှုံးပွဲမရှိသေးတဲ့ရှုံးပွဲမရှိ fighter တဦးဖြစ်ပါတယ်။သူကအင်ဒိုနီးရှားနိုင်ငံအခြေစိုက်တဲ့ promotion တွေမှာထိုးသက်နေပါတယ်။ 1 Championship 1 Warrior Series မှာလည်း၄ဘွတ်ထိုးသတ်ထားခဲ့ပူပါလေ။သူကမကြသေးခင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေအခုလိုပရိသတ်တွေကိုအသိပေးလိုက်ပါတယ်။မချခင်ပွဲအကြီးကြီးတရင်တစ်ခုကြားရတော့မှာပါတကားအစ်စ်တွေကိုဖွင့်ဖို့အရင်တကားတွေကိုပိတ်ရအောင်မယ်ဆိုပြီးပုံညာဆိုင်ကပြိသက်တွေကိုချပြလိုက်တာပါဆိုလိုရင်းကတော့ပုံညာဆိုင်နေနဲ့ကဘာကျော်ပရိုမိုရှင်းကြီးတစ်ခုစီရောက်ရှိတော့မယ်ထင်ပါတယ်ပရိုမိုရှင်းအကြီးကြီးဆိုရင်ပြိသက်တွေက UFC နဲ့1 Championship ကိုပြင်းမြင်ကြမှာပါ ။ပုံညာဆိုင်နေလေအသက်ရွယ်ရဖို့စွမ်းဆောင်ရည်ကိုအများကြီးလုပ်ပြနိုင်သေးတာဖြစ်လို့အဲ့ဒီ promotion ကြီးနှစ်ခုတည်းကတစ်ခုခုစီကိုတေတာပေါက်ရောက်ရှိသွားနိုင်ပါတယ်။ကျွန်တော်အပါဝင်မြန်မာပြည်ပအများစုကတော့ UFC ကိုပဲရောက်စီချင်ပါပါ။ UFC ကိုသာရောက်သွားရင် UFC မှာမြန်မာပြည်ပွား fighter နှစ်ယောက်ရှိလာမှာဖြစ်ပါတယ်။မြန်မာပြည်ပွား champion fighter Joshua Van နဲ့မြန်မာပြည်ပွား mon fighter ပုံညာဆိုင်ဆိုပြီးဖြစ်သွားမှာပါ။ UFC ကိုရောက်သွားရင်ပုံညာဆိုင်တဲ့အခွင့်အလမ်းတွေအများကြီးရှိသွားပါမယ်။ QF တွေမှာမြန်မာပြည်သက်တွေတွေမကပဲတစ်ကမ္ဘာလုံးကပြည်သက်တွေကပါစောင့်ကြည့်အားပေးကြမှာပါပုံညာဆိုင်နေတဲ့တော်တော်တန်းနဲ့ကိုရောက်လာတဲ့နေ့ပြည်သက်တွေကဂျိုရှူအဝင်းကိုစောင့်ကြည့်တယ်လို့အခုလိုပုံညာဆိုင်ကိုလည်းစောင့်ကြည့်လာမှာဖြစ်ပါတယ်ပုံညာဆိုင်လက်ရည်ကလည်း KD Fighter တရောက်မဟုတ်ဘဲနဲ့ရှုံးမွေးမရှိ Fighter တော်ဦးဖြစ်တာကြောင့်ပူပြီးတော့ဆောင်းကြည့်ခံရအောင်ပဲထင်ပါတယ်။ပုံညာဆိုင်နောက်ဆုံးထိုးသက်ခဲ့တဲ့ Suma Fighting ရဲ့ CEO ကလည်း UFC နဲ့တော်တော်ရင်းနှီးတဲ့ဆက်ဆံရေးတွေရှိပါတယ်။အဲဒါကြောင့်ပုံညာဆိုင်နေတဲ့ UFC ကိုလည်းရောက်ရှိသွားနိုင်ပါတယ်။ ် UFC ကိုမရောက်သေးဘူးဆိုရင်တော့မှပုံညာဆိုင်နေတဲ့ဒေနာဝိုက်ကော်နာဆီရီတို့လိုနေရာမျိုးတွေမှာထိုးသက်ရနိုင်ပါတယ်။အဲဒီကနေမှတဆင့်ကဘာကျော် promotion နဲ့ UFC ကိုရောက်ရှိသွားနိုင်ပါတယ်။ဒါမှမဟုတ်ဘူးဆိုရင်လည်းဝမ်ချမ်ပီယံရှစ်ကစဉ်းစားစရာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ပုံညာဆိုင်ကဝမ်ချမ်ပီယံရှစ်မှာပွဲတွေထိုးသက်ခဲ့မှုပါတယ်။ One Warrior Series မှာ2018တုန်းကထိုးသက်ခဲ့တာဖြစ်ပြီး One Championship မှာ၄ဘွဲ့ထိုးသက်ထားပြီး၄ဘွဲ့လုံးကိုနိုင်ပွဲယူပြထားပါတယ်။ဒါကြောင့်ပုံညာဆိုင်ကို One ကလည်းလိုချင်ပါပါပဲ။လက်ရှိချိန်မှာ One Championship နေနဲ့ One Friday Fight ပြိုင်ပွဲတွေကိုကျင်းပနေတာဖြစ်လို့သူတို့အနေနဲ့ Fighter ကောင်းတွေကိုအများကြီးလိုချင်နေတာချင်းဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီလိုကောင်းတဲ့ရှုံးပွဲမရှိဖိုင်တာတို့လေ1 championship ကလက်လွတ်ချင်မှာမဟုတ်ပါဘူး။ပုံညာဆိုင်နောက်မှာမြန်မာပြည်ထောင်အင်အားရှိနေတာကြောင့် promotion နိုင်ငံသတိထားမိပါခြင်းဖြစ်ပါတယ်။ ဒါကြောင့် promotion line ကရအောင် ခေါ်ယူခြင်းကြမှာပါပဲ။ပုံညာဆိုင်နေနဲ့တော့ဘလို့ရွေးချယ်မှုတွေပြုလုပ်သွားမလဲဆိုတော့စောင့်ကြည့်ကြမှာပါ။ကမ္ဘာကျော် promotion ကြီး UFC ကလည်းပုံညာဆိုင်ကိုလိုချင်မှသေချာပေါက်ပါပဲ။ Joshua Van ကိုအားပေးတဲ့မြန်မာပရိသတ်ဘလောက်များလဲဆိုတာသူတို့ရဲ့ social media ပေါ်ကခင်ငယ်နေတွေကတက်သိခံလျက်ရှိပါလိမ့်။ Joshua Van ပါဝင်တဲ့ပွဲတစ်ပွဲကိုတင်လိုက်တဲ့နေ့ social media မှာ engagement ကအများကြီးကိုထိုးတက်သွားတာပါ။ ။ဒါကြောင့်မလို့ကဘာကျော် promotion ကြီး UFC ကလည်းပုံညာဆိုင်လို fighter မျိုးကိုစားကြုပ်ချွင်မြန်မာပြည်သက်တွေအများပြသူတို့ promotion ကြီးကိုထပ်မံရောက်ရှိလာမယ်ဆိုတော့သူတို့ကဂျင်းတွေတွတ်ဆန်ထားပါပါ။ဒါကြောင့်မလို့ကဘာကျော် promotion ကြီးကလည်းပုံညာဆိုင်ကိုခေါ်ယူဖို့လုံးဝလက်နှင်းနေမှာမဟုတ်ပါဘူး။ပုံညာဆိုင်အနေနဲ့လည်းယခုအချိန်မှာတိတိကျကျ promotion တစ်ခုရဲ့ကမ်းလှမ်းတာကိုခံထားရပြီးပြီဖြစ်ပါလိမ့်။ဒါကြောင့်မလို့ပုံညာဆိုင်အနေနဲ့မကြခင်မှာသူ့ရဲ့ပွဲစဉ်ကိုခြားပြတော့မယ်ဆိုပြီးအချက်ပြလိုက်တာဖြစ်ပါလိမ့်။ကျွန်တော်တို့ပြည်သက်တွေကတော့ UFC နဲ့1 championship နှစ်ခုကိုပြင်းပြနေကြပါတယ်။ အဲ့ဒီ promotion ကြီးနှစ်ခုတည်းကဘယ်ရမှပုံညာဆိုင်နေနဲ့ထိုးတက်ရမလဲစောင့်ကြည့်ကြမှာပါမကြခင်မှာပုံညာဆိုင်ရဲ့တရင်ကတိတိကျကျထွက်ပေါ်လာတော့မှချိန်တည်ပါတယ်ဘယ် promotion မှာထိုးတက်ရမလဲဘလို့ fighter မျိုးတွေနဲ့ထိုးတက်ရမလဲဆိုတာတော့ရင်ခုန်စရာကောင်းပါတယ်ဘလို့အခြေအနေတွေဆက်ဖြစ်လာမလဲဆိုတာစောင့်ကြည့်ရအောင်ပါ ပုံညာဆိုင်ရလဲ K2 Fighter တယောက်မဟုတ်ပဲ Champion လေးရရှိတဲ့ Fighter တုံးဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကမ္ဘာကျော် promotion ညီမတွေမှာထိုးတက်ရင်လေနိုင်ဝဲတွေအများကြီးပုံဖော်နိုင်မယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ယုံကြည်ပါတယ်ဘလို့အခင်းချင်းတွေဆက်လက်ဖြစ်ပေါ်လာအောင်လဲဆိုတော့ဆက်လက်စောင့်ကြည့်လိုက်ကြရအောင်ပါခင်ဗျာပုံညာဆိုင်ရဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး promotion တွေကချပြလာတဲ့အကြောင်းအရာတွေရှိရင်လေကျွန်တော်တို့ channel ကထပ်မံတင်ဆက်ပေးပါအောင်မယ်ခင်ဗျာဒီကနေ့အတွက်တင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ ။ဒါမဲ့နေ့ဒီမှာလေး MMA လောကနဲ့အားကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေးရင် subscribe လုပ်သွားကြဖို့တောင်းဆိုပြရစေခင်ဗျာ။အားလုံးပဲတာပြေရှင်မဲ့ကောင်းတဲ့လေးလေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ။